ဒါကျွန်တော်ဆက်လက်ပြီးတော့တနင်္လာသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်6ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့7ရက် AB လ2025စနေနေ့အထိတပတ်တာကာလအတွင်းဂျွန်တင်းလာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းတူကြည့်လိုက်ကြအောင် မကြခင်ရောက်ရှိလာမဲ့ဟလာမြမတင်းကြံအခါသမျှမှာလဲဟလာအားလုံးပဲကိုစီကိုငါလူရင်းဆန္ဒတွေပြေဝကြပြီးကောင်းကျိုးအဖျားဖျားကိုရရှိနိုင်ကြပါစေ ကဲတနင်္လာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာဖြစ်ပါတယ်ကဲတနင်္လာသားသမီးတွေအနေနဲ့ဒီကံကြမ္မာကတော့ကျွန်တော်တို့တစ်ဖက်မှာဟာလာကိုပုံလိန်လေလက်ပတ်တဲ့သူတွေသွေးဆောင်ဖျားရောက်တဲ့သူတွေအရှိနေတယ်လို့တစ်ဖက်မှာလည်းကိုကိုကုညီမားစားမဲ့စောင်းရှောက်မဲ့ပုံကူတွေဆိုတာလေဒီဘက်မှာကြုံရနိုင်တဲ့လက္ခဏာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်တော့ကုညီသူကတစ်ဖက် ဟလာကိုကိုနှောက်ရက်သူကဟလာညာသူလိန်လေသူကတစ်ဖက်ဆိုတာမျိုးတွေကြုံရတတ်တယ်မဖြစ်မနေလောက်ရမယ့်အလုပ်မျိုးတွေပေါ်တတ်တယ်လူငယ်များဖို့ရုတ်တရက်ဆိုသလိုအိမ်တော်ကြတတ်တယ်လက်ရှိအခြေအနေကနေအခြေအနေတစ်တခုကိုဖန်တီးတီစောက်တာအလုပ်ရတာမျိုးတွေကြုံရမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်သို့မဟုတ်ရင်ဒီလုပ်ငန်းကနေနောက်လုပ်ငန်းကိုပြောင်းတာသို့မဟုတ်လုပ်ငန်းလက်ရှိအလုပ်ကလက်ရှိနေအိမ်ကလက်ရှိတာဝန်ကနေဟလာအခြားတာဝန်ကိုပြောင်းယူရတာလက်ရှိနေအိမ်ကနေပြီးတော့နေရာကနေအခြားနေအိမ်ကိုပြောင်းတာ ဟလာအလုတ်ကင်နေရာပြောင်းတာစသဖြင့်ဒါမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်နောက်ဒီတပတ်မှာလုပ်ငန်းချက်တွင်တာမျိုးတွေလည်းဖြစ်တတ်တယ်ဒီအချက်တွေကတော့ကောင်းတဲ့အချက်တွေဖြစ်ပါတယ်အဲ့တော့ကောင်းသောခီးတွေလည်းကြုံအောင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အရေးကြီးတဲ့ခီးကိစ္စတွေသွားလာရအလုတ်ကင်ရတာမျိုးတွေဖြစ်တတ်တယ်ကိုကိုယ်တိုင်ဥဆောင်ရတာဥရွရတာမျိုးတွေပြုတ်ရတတ်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ကို့မှာတာဝန်တွေကြာရောက်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့မားလတ်နိုင်မှုကို့မှာဇိမ်ခံခြင်း ဟုတ်လားအေးစေးစေးနေချင်းဆိုတာအမတန်နှဲပါတဲ့တပတ်တာလို့ပြောလို့ရပါတယ်အလုပ်တွေများအလုပ်တွေရှုပ်နေတတ်တဲ့တပတ်တာကာလဖြစ်တယ်လို့မတော်တဆထိခိုက်တန်ရတာမျိုးတွေဖြစ်တတ်တယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေကိုဒီတော့မှလှုပ်ချင်းဖြစ်အောင်မြင်နိုင်တဲ့တပတ်တာဖြစ်တတ်တယ်အဲ့တော့ကျမရင်နဲ့ပတ်သက်ရင်တော့ဟလာရှေ့မှာပြောသလိုမတော်တဆထိခိုက်တန်ရတာအဲလက်နာကျင်ကြိုက်ခဲတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်တယ်ငွေလိန်ခံတတ်တယ်ဆိုတဲ့တပတ်တာဖြစ်တယ်ငွေကြီးနဲ့ပတ်သက်အယုံမလွယ်ဘူးတတိထားဖို့လိုတယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့ဒီတစ်ပတ်မှာ အဲဆိုရင်တော့အမြင်မကြည်လင်တာနားလည်မှုလွဲတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်ဟလာကိုပိုင်စီဝါရေးအယောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့ဒီဘက်မှာပုံမှန်ထပ်ပို့ပြီးတော့အယောင်းဝယ်ကောင်းတာဟလာအယောင်းဝယ်နဲ့ပတ်သက်လာရင်ဒီဘက်မှာဟလာပုံမှန်ထပ်အယောင်းဝယ်ကောင်းပြီးဝင်ငွေကောင်းတာမျိုးတွေကြုံရမယ်တပတ်တာဖြစ်သလိုလုံးတလောက်အကျိုးရှိနိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ဒီ အဲဆိုလို့ရှိရင်တော့ဒါကံကောင်းတဲ့တပတ်တာထဲမှာပါတယ်လို့ပြောလို့ရတယ်သို့သော်ညာလဲသူများကလိညာလှည့်ပြားတာမျိုးလဲခံတတ်တယ်ဒီချက်ကိုသတိထားဖို့လိုတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုင်ကနာရုံးကနေပြင်မယ်အလုပ်ရအောင်မယ်အင်တာဗျူးပြင်မယ်အရေးကြီးတဲ့ကိစ္စတွေစီမံဆောင်ရမယ်ဆိုရင်လှုပ်တဲ့တပတ်တာကာလာမျိုးလဲဖြစ်ပါတယ်ဒီတစ်ပတ်အတွက်တင်းလာသားသမီးများအနေနဲ့ကံကောင်းလက်ရှင်ကနန်းဒီငါးကနားနှစ်ကနားအကျိုးပြည့်တဲ့အကြောင်းဒီခရမ်းအောင်ဖြစ်ပါတယ်တင်းလာသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားခဲ့တာပါ